အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ literature feed channel လေးမှာပရိသတ်များကိုပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့မှာတော့ကျွန်တော်ဖွင့်ပြတဲ့ဆက်ပေးခြင်းနဲ့ဆောင်းဝေါကောင်းလေးတစ်ပုဒ်ကတော့စာရေးဆရာ motion imd ရေးသားထားတဲ့သူစိတ်တက်ကြတိုင်းဖတ်ဖို့လိုအမိရတဲ့စာအုပ်ထဲမှာဆောင်းဝေါကောင်းလေးတစ်ပုဒ်ကိုရွေးချယ်ဖတ်ပြတက်ဆက်ပေးသွားမှာဖြစ်ပါတယ်နားဆင်ခံစားကြည့်ကြပါဦးခင်ဗျာရီမန်းချက်ရောက်နေသူများအတွက်မြမပြည်ကလူငယ်တွေကို မင်းရဲ့ဘဝရည်မှန်ချက်ကဘာလဲလို့မေးလိုက်တော်တော်များများစိတ်ထဲမှာရေးရရာမသိပါဘူး။တင်းရောအဲ့လိုပဲလား။အဲ့လိုပဲဆိုရင်တော့အားမငယ်ပါနဲ့။ကျွန်တော်ကိုယ်တိုင်လည်းဆယ်တန်းအောင်နေအထိရည်မှန်ချက်မရှိခဲ့ပါဘူး။ကျွန်တော်ဆယ်တန်းတက်နေတုန်းကကျွန်တော်ရည်မှန်ချက်ကဘာလဲလို့မေးရင်ဖြစ်ရအခက်ဆုံးပါပဲ။ဘာလို့လဲဆိုတော့ကျွန်တော်ဘာဖြစ်ချင်မှကျွန်တော်မသိခဲ့တာပါ။ဒါပေမဲ့ဆယ်တန်းကိုအောင်ဟိုအောင်ရမယ်ဆိုတဲ့ယုံကြည်ချက်ကတော့ခိုင်ခိုင်မာမာရှိနေခဲ့ပါတယ်။ကျွန်တော်တို့နိုင်ငံမှာကကိုယ်စိတ်ဝင်စားတဲ့အရာ ဝါသနာပါတဲ့အရာကိုငငယ်ကလေးကမိဘရဲ့ကြက်ခဲတဲ့အခြေအနေကြောင့်ဒါမှမဟုတ်ပဝင်းချင်းရဲ့မင်းအောင်မိမမဟုတ်ပါဘူးဖြစ်မှာမဟုတ်ဘူးဆိုတဲ့စကားတွေကြောင့်အစိုးရရဲ့ပညာရေးဘော်မထောက်ပံ့ခဲ့မှုတွေကြောင့်အကုန်လုံးရည်စုံပြောခဲ့ရပါတယ်။ကိုကြီးမန်းချက်တွေကိုအကောင့်ထဲဖော်ဖို့အပိမဲ့သူထောက်ခံမဲ့သူတွေရှာပါခဲ့ပါတယ်။စင်းရဲတဲ့မိသားစုရဲ့ကလေးကဆယ်တန်းမှာဘာသာစော်ကုန်ထူးထွက်လဲသူတက္ကသိုလ်ကိုဆက်ပြီးမတက်နိုင်တော့မှန်းသိနေတော့စာမစူးစမ်းချင်တော့ ဒီလိုနဲ့ပဲလူငယ်အချို့ရဲ့ရည်မှန်းချက်တွေဆိုတာလည်းရည်စုံမျောခဲ့ပါတယ်။ဒါပေမဲ့လည်းလူငယ်တိုင်းတော့မဟုတ်ပါဘူး။အဲ့လိုစင်စင်ရင်းနဲ့အောင်မြင်လာသူတွေလည်းရှိပါတယ်။သူများနိုင်ငံကလူငယ်တွေကိုမေးရင်တော့ငယ်ငယ်တွေကရည်မှန်းချက်ရှိကြတာများပါတယ်။ဥပမာအမေရိကန်ကကလေးတွေဆိုငငယ်လေးကလေးကစတီဗ်ဂျော့ဘ်လိုဖြစ်ချင်တဲ့သူရှိတယ်။မက်ဆူကာဘတ်လိုဖြစ်ချင်တဲ့သူရှိတယ်။မိုက်ကယ်ဂျက်ဆန်လိုပေါ့အကျော်မော်တယောက်ဖြစ်ချင်တဲ့ကလေးတွေရှိတယ်။သူတို့ကသူတို့မျက်စိရှိမှသူတို့အားကြရတဲ့နိုင်ငံခေါင်းဆောင်တွေ သိပ္ပံပညာရှင်တွေအမှုပညာရှင်တွေအများကြီးရှိတဲ့အပြင်ငငယ်ကလေးကကိုဝါသနာပါတာကိုလှုပ်ဖို့မိပါတွေကလည်းအများအပြားအားပေးကြတယ်ဒီလိုပြောလို့ကျွန်တော်ကမြန်မာပြည်ကမိပါတွေကိုအပြစ်တင်တာမဟုတ်ပါဘူးသူတို့လည်းအချိန်ကြီးအရရကြသူတို့ဘာသာရက်တင်နိုင်အောင်မနေ့ကျစူးစားပြီးဒါသမီးကိုကျွေးမွေးဆောက်ရှောက်ခဲ့ရတာပါဒီလိုအချိန်ကြီးတွေရှိခဲ့တဲ့မြန်မာပြည်ကကလေးတွေမှာကြီးမန်းချက်မမေ့ရမရှိတာသိမ့်ဆန်းလာတာတော့မဟုတ်ပါဘူးဒါပေမဲ့တမ်းပြည်အချိန်ကြီး မိဘအချင်းကြီးကိုစင်ကြေးပေးပြီးဘာမှမလုပ်ရင်တော့လူပိုလူပြင်းဖြစ်လာပါလိမ့်မယ်။လိုရင်းကြံစားနီလန်းရာတဲ့။ရီမန်းချက်မမဲရရမရှိသေးတဲ့သူတွေအတွက်ကျွန်တော်ကြင်သုံးခဲ့တဲ့နီလန်းလေးကိုလက်ဆောင်ပေးခြင်းပါတယ်။ရီမန်းချက်ဆိုတာအကြံအပြည့်နှမျိုးရှိပါတယ်။ရေရှည်ရီမန်းချက်နဲ့ရေတူရီမန်းချက်ပါ။ရေရှည်ရီမန်းချက်ကတော့ဆရာဝန်ဖြစ်ချင်တာအင်ဂျင်နီယာဖြစ်ချင်တာမျိုးပါ။ရေတူရီမန်းချက်ကတော့အခုလက်တော်ပြတ်မှတ်ထားတဲ့ပန်းနိုင်ပေါ့။ဒီတော့ရေရှည်ရီမန်းချက်မရှိလဲစိတ်မပူပါနဲ့။ နိုင်ငံရဲ့အနေအထားပတ်ဝန်းကျင်ရဲ့အနေအထားတွေကြောင့်ဖြစ်နေရတာပါပြုပြင်လို့မရတဲ့အရာတွေအတွက်စိတ်ညစ်မနေပါနဲ့တော့ပြုပြင်လို့ရတဲ့အရာတွေကိုသာအာရုံစိုက်ပြီးအောင်မြင်အောင်လုပ်ကြရအောင်အဲ့ဒီရည်ရှိရည်မှန်းချက်ကြီးတက်မှာအခုမရှိလဲတက်အောင်မြင်နိုင်ပါတယ်ကြာရှုံးတဲ့သူတွေကအဖြစ်အပျက်တွေဖြစ်ထွန်းလာတာကိုစောင့်မျှော်ကြတယ်အောင်မြင်တဲ့သူတွေကအဖြစ်အပျက်တွေဖြစ်ထွန်းအောင်လှုပ်ဆောင်ကြတယ် anonymous ရည်လိုရည်မှန်းချက်ပဲထားပါ ဥပမာကျွန်တော်ရည်မှန်းချက်ကဘာလဲလို့တင်ရကျွန်တော်ကိုမေးခဲ့ရင်ကျွန်တော်ရည်မှန်းချက်ကအခုရေးနေတဲ့စာကလေးကိုအကောင်းဆုံးအောင်မြင်မြင်ပြီးဆုံးအောင်ရေးဖို့ပါပဲ။ဘယ်လိုပဲလှုပ်လှုပ်ရည်မှန်းချက်ထားပါ။ဥပမာတင်အခုဒီစာကိုဖတ်နေတဲ့ဆိုပါစို့ဒီစာကိုအာယုံစူးစိုက်စွာနဲ့ဖတ်မယ်လို့ရည်မှန်းချက်ထားလိုက်ပါ။ရေးတို့ရည်မှန်းချက်ဆိုတာပြစ္ဆုတ်ပန်တိုင်းရဲ့အရာရာကိုအကောင်းဆုံးလုပ်ဖြစ်အောင်လုပ်ဖို့ပါ။တဲ့ရရေးချေရည်မှန်းချက်ကိုအခုမသိသေးလဲစိတ်လုံးဝမပူပါနဲ့။ဘာလို့လဲဆိုတော့ တင့်အရာရာတိုင်းကိုအကောင်းဆုံးလို့လုပ်နေတဲ့အတွက်တဖြည်းဖြည်းနဲ့ဘာလို့လို့အောင်မြင်လာပါလိမ့်မယ်။အဲ့ဒီခါကျရင်တင့်ရဲ့ရေရှည်ကြီးမှန်ချက်ကလည်းတဖြည်းဖြည်းရုံလုံးပေါ်လာပါလိမ့်မယ်။တင့်အခုဘာလုပ်နေလဲ။အကောင်းဆုံးလုပ်လိုက်ပါ။အင်္ဂလိပ်စာသင်တန်းတက်နေလား။အဲ့ဒီသင်တန်းပြီးရင်တင့်အင်္ဂလိပ်စာကျွမ်းကျင်ရမယ်ဆိုပြီးစကြိုးစားလိုက်ပါတော့။မနေ့ပြန်အင်တာဗျူးဖြေဖို့ရှိလား။မနေ့ပြန်တဲ့အဲ့ဒီအင်တာဗျူးကိုအောင်အောင်ရမယ်ဆိုပြီးရည်မှန်းချက်ထားလိုက်အခုစာတပုတ်ကျနေလား တဲ့အဲ့ဒီစာတော်ကိုရဟိုရရမဲလို့ရည်မှန်းချက်ထားလိုက်ပါပြီးရင်အောင်မြင်အောင်ကြိုးစားပါရည်မှန်းချက်လေးတွေအောင်မြင်လာတိုင်းတင့်ကိုတင်ချီးကျူးဖို့မမေ့ပါနဲ့တင်းကတော်လို့သာအရေးချင်းရှိလို့သာအဲ့ဒီလိုရည်မှန်းချက်ကလေးတွေကိုအောင်မြင်အောင်လုပ်နိုင်တာပါအောင်မြင်လာတာလေးတွေများလာရင်တင့်ကိုတင်ယုံကြည်မှုကမထက်မထားလာအောင်ကိုမြင့်တက်လာပါလိမ့်မယ်တင်ဘာလို့လို့အောင်မြင်လာလိမ့်မယ်လို့ယုံကြည်လာလိမ့်မယ်ရည်တို့ရည်မှန်းချက်ကလေးတွေနဲ့ရည်ရှိရည်မှန်းချက်တစ်ခုတိစောက်ကြပါစို့ တင်လက်မမြောက်သေး၍တင်မရှုံးသေးပါဘယ်လိုအသက်အရွယ်ပဲတင်ဖြစ်နေပါစေတဲ့အိမ်မက်တွေကိုဘယ်တော့မှမဆွံ့လွတ်ပါနဲ့အခုအချိန်ကစပြီးလုံနေတဲ့မြအရာတွေကိုအကောင်းဆုံးလုပ်ပါအခုကျွန်တော်ဖတ်ပြတင်ဆက်ပေးခဲ့တဲ့အဆောင်အောင်းလေးကတော့စာရေးဆရာမိုးရှင် IMD ရေးသားထားတဲ့သူစိတ်ဓာတ်ကြတဲ့ဖတ်ဖို့လိုအမိရတဲ့စာအုပ်ထဲမှာရီမန်းချက်ပြောင်းနေသူများအတွက်လိုအမိရတဲ့ပညာရေးဆောင်ပါကောင်းတဲ့တစ်ပုဒ်ကိုရွေးချယ်ဖတ်ပြတင်ဆက်ပေးခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာ ဒီဆောင်မောင်ကောင်းလေးထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့လူငယ်တွေမှာပဲဖြစ်ဖြစ်ဒီအိမ်ရရောက်ပြီးသားသူတွေမှာပဲဖြစ်ဖြစ်ကြီးမန်းချက်ပြောင်းနေတဲ့သူတွေဆိုတာရှိကြပါတယ်အဲ့လိုကြီးမန်းချက်ပြောင်းနေတဲ့သူတွေအတွက်ဆရာ motion imd ကသူကြုံတွေ့ရတဲ့ဖြစ်ဖြစ်ကလေးတွေနဲ့နှိုင်းရှင်ပြီးတော့အိုးမှာပေးရေးသားထားတာကိုတွေ့ရပါတယ်ပြီးတော့ဒီဆောင်မောင်ကောင်းလေးထဲမှာဆိုလို့ရှိရင်ကြီးမင်းကျက်ပြောင်းနေသူတွေအတွက်ဘယ်လိုမျိုးစိတ်သက်ခွန်အားတွေကိုရယူတဲ့နေကိုကိုကိုရှိတူရှိမင်းကျက်ကလေးတွေကိုဘယ်လိုမျိုးထားရှိပြီးတော့အကောင်းဆုံး ဖြစ်အောင်ကျွန်တော်တို့ကြိုးစားကြရမယ်ဆိုတဲ့အကြောင်းအရာလေးတွေကိုဒီစောင်းမောင်းကောင်းလေးထဲမှာဖတ်ရှုရမှာပဲဖြစ်ပါတယ်။အဲ့လိုကြီးတို့ရီမန်းချက်ကလေးတွေအားနေတဆက်ကျွန်တော်တို့တွေရေရှည်ရီမန်းချက်ကိုကျွန်တော်တို့အကောင့်ထဲရုပ်လုံးပေါ်လာအောင်ကြိုးစားပြီးတော့ဖြစ်မြအောင်ကျွန်တော်တို့ရီဆောင်ရွက်ရမှာကြိုးစားရမှာဖြစ်ပါတယ်။အဲ့ဒါကြောင့်မလို့ဒီလိုမျိုးပညာပေးစောင်းမောင်းကောင်းလေးတွေဘုဒ္ဓတာပေးစောင်းမောင်းကောင်းလေးတွေကိုဖတ်ရှုခြင်းနဲ့ဆိုလို့ရှိရင်တော့ဆရာမိုးရှင် IMD ရေးသားထားတဲ့သူစိတ်ဓာတ်ရတဲ့ဖတ်ဖို့လို့အမိရတဲ့ဝင်းစာအကောင်လေးကို ဝယ်ယူဖတ်ရှုအားပေးချာဖို့ကျွန်တော်တို့ literature free channel လေးကနေတိုက်တွန်းလိုက်ပါတယ်ခင်ဗျာနားဆင်သူများအားလုံးဘေးရန်ခတ်သိမ်းကင်းကျင်းကြပါစေဒေါတာခတ်သိမ်းကင်းကျင်းကြပါစေစိတ်ရခတ်သိမ်းကင်းကျင်းကြပါစေနှလုံးစင်ဝိုင်းအေးချမ်းကြပါစေမဆင်သူများအားလုံးဘေးရန်ကြောက်ကြဆင်းရဲခြင်း၍ကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေကောင်းကျိုးလိုရာဆန္ဒများလည်းတစ်လုံးတစ်ဝက်ပြည့်စုံကြပါစေလို့ကျွန်တော်ရဲ့ literature free channel လေးမှာနားဆင်ပေးခဲ့ကြသူတဦးတယောက်ချင်းစီကိုဆုတောင်းမြတ်တာပို့တာပေးလိုက်ပါရခင်ဗျာ